်ပွဲမင်္ဂလာပါတခင်ဖုတ်ဖို့ dip ai youtube channel နဲ့တခင်တက်တော့နေပြီးတော့ကြိုဆိုပါတယ်ကဲဒီနေ့ super sunday ပွဲစဉ်လေးတချို့ကိုကျွန်တော်သုံးသပ်ပေးပါမယ် free mount တမောင်းရဲ့ body free တပွဲပေးပါမယ်ရောင်းပွဲ2ပွဲ69.99ပွဲရှိပါမယ်အဲမနေ့ကမနေ့ကတော့ကျွန်တော်ကျွန်တော်ဗီဒီယိုမတင်ဖြစ်ပါဘူးအကြောင်းမျိုးမျိုးကြောင့်ဗီဒီယိုမတင်ဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်ခံမှန်းတာ၃ပွဲမှာ၁ပွဲပဲရှုံးပြီးတော့ကျွန်တော်၂ပွဲရပါတယ်ဆိုတော့မနေ့က Brighton ရတယ် နျူအာနျူကာဆယ်ရတယ်ပြီးတော့ဒေါ်မွန်ရှုံးတယ်ပေါ့နော်ကဲဒီနေ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ tip လေးကိုကျွန်တော်သုံးသပ်ပေးပါမယ် အဲကျွန်တော်ဟွာပေါ့မောင်းတမောင်းယင်ပေးမယ်ပေါ့နော်မောင်းတမောင်းကတော့ကျွန်တော်တို့အာဆင်နယ်နဲ့စပါးရှိတယ်အာဆင်နယ်နဲ့စပါးပွဲမှာစပါးကလည်းခြေစွမ်းဆုပ်ပြတ်တက်နေရအသင်မဟုတ်ဘူးအာဆင်နယ်ကတော့အိမ်ကွင်းဖြစ်တယ်ပြီးတော့အာဆင်နယ်ကခြေစွမ်းကောင်းမွန်တဲ့အသင်အသင်းဖြစ်တယ်ဒါပေမဲ့နိုင်ငံတကာပွဲကနေပြန်လာပြီးတော့ဗန်ဒန်ဟန်ပြဿနာကြီးများနေရအာဆင်နယ်ဟာစပါးနဲ့လန်ဒန်ဒါဘီပွဲပွဲပွဲစဉ်တပွဲဖြစ်နေတယ်ဒီပွဲမှာအာဆင်နယ်ကစပါးကိုတက်မိုင်းနဲ့90ဆိုတဲ့ဂျေးကိုပေးထားတယ်အဲ့ဒီဟိုကဂျေးကြီးကရန်ပြင်းလွန်နေတယ်အမှန်ငယ်ဆိုရင်တက်တရေလောက်ဒါမှမဟုတ်တက်ပလက် 10 20လောက်ဖြစ်ရမယ်ဂျေးပေါ့နော်အဲတက်မိုင်းနဲ့50ဆိုရဂျေးရတာဖြစ်တဲ့ဂျေးတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ဒီနေ့ပွဲမှာအာဆင်နယ်ကိုကြိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်ရိုမာနဲ့ခရီမိုနီစီပါရိုမာနဲ့ခရီမိုနီစီပွဲမှာတော့ခရီမိုနီစီကအိမ်ဝင်ခံစစ်ကောင်းပါတယ်ခံစစ်လည်းမမပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်စိတ်ထင်ရိုမာနဲ့ခရီမိုနီစီပွဲမှာကျွန်တော်ဂိုးအောက်ကိုကြိုက်ပါတယ်နောက်တဲ့ပွဲကတော့ကျွန်တော်လာစီယိုနဲ့လက်ရှိပွဲဖြစ်တယ်လာစီယိုနဲ့လက်ရှိပွဲမှာတော့လက်ရှိရလက်ရှိရအဝေးခွင့်ညနေအသင်းလည်းဖြစ်တယ်ပြီးတော့အင်္ဂလန်နဲ့ ချီသွမ်းမောင်းကောင်းမွန်တဲ့အသိတော့မဟုတ်ဘူးလာစီယိုကတော့တေးကြရင်တော့ကုန်မယ်တက်ပလက်40ဆိုရဲဂျေးတစ်ခုအပေါက်ထားတယ်အဲ့တော့ဒါမှမဟုတ်ကျွန်တော်လာစီယိုတက်ပလက်40စားဆိုရဲအတွေးကိုမတွေးဘဲနဲ့ 2C အပြက်နိုင်လိမ့်မယ်လို့ထင်ပါတယ်လာစီယိုကြိုက်ပါတယ်နောက်တော့တပွဲကတော့ကျွန်တော်တို့အတလီကိုနဲ့ဂီတာဖေးပါဂီတာဖေးကအင်ဝင်းမှာကြောတဲ့အတင်းတင်းဖြစ်ပါတယ်အဲအတလီကိုကလည်းခန်းစက်တိုက်စက်မျှတာနေတဲ့အတင်းတင်းဖြစ်ပြီးတော့ဒီနေ့ပွဲမှာကျွန်တော်ထင်ပါတယ် အတလီကိုကိုတက်ပလက်60ကျေးပေးထားဆိုတော့ AD ကိုနေစီချင်တဲ့ကျေးပါအဲ့တော့ကျွန်တော်တို့ကတော့ guitar free ပဲနေပါမယ်နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ live scene နဲ့ဝါတာပါ live scene နဲ့ဝါတာမှာဝါတာအင်ကွင်းမယွေအဝေးကွင်းမယွေရှီဆောင်ကောင်းနေတဲ့တင်းတင်းဖြစ်ပြီးတော့ live set ကလည်းတိုက်စစ်ပိုင်းရောရှီဆောင်ပိုင်းရောကောင်းမွန်တယ်အရင်တစ်ဘက်ကတော့သူခေါ်ဖိုင်ကိုမထင်မတဲ့ပုံစံမျိုးနဲ့သူရှုံးထားတယ်ရှုံးထားတော့ဒီနေ့ live set ပြန်လာမလားပြန်လာရင်လည်းကျွန်တော်ထင်ပါလေတလုံးတော့ပဲပြန်လာနိုင်ပါတယ်တက်မနဲ့90ဆိုရဲ့ဂျေးကြီးอ่ะဆန္ဒ ဆွမ်းနာအာဆင်နယ်နဲ့စပါပေါက်တလူမျိုးပါပဲအဲဒါမဲ့ကျွန်တော်ကတော့ license ကိုတော့ညင်းပါတယ်အဲကျွန်တော် water premium ကိုကြိုက်ပါတယ်ကျွန်တော်ပေးတဲ့ free mount ကတော့ arsenal cremonese go out lazio guitar fake water premium ဖြစ်ပါတယ်ကျွန်တော်ရဲ့အကြိုက်ဆုံး body free တပွဲကိုပေးပါဆိုရင် guitar fake ကိုကြိုက်ပါတယ်အ guitar fake ကိုပေးပါတယ်ကိုစက်ကိုတက်မှာကိုကူပွဲကိုဝယ်ယူခြင်းနဲ့ညီကိုညီမတော့ viber phone number 3996 4633ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ် ကဲစူပါဇန်နေမှာအားလုံးပေါင်းပြကြပါစေအပေါင်းတွေလည်းပြကြမှာပါဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နောက်ပြန်မနက်ခင်းကျရင်တော့သုံးသက်ချက်တွေပြန်တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ